မင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးမယ့်ဝိထုတို့ကတော့ဆ iam မစိန်စိန်ရဲ့ရှုမဝမဂဇင်းဝိထုတို့များနှစ်ထဲကအလှတဲ့တော်နေ့ဖြစ်ပါတယ်အလှတဲ့တော်နေ့ င်စပက်တာဦးအောင်ဒီရှေးမောင်၌ခြေစုံရက်မိသောအခါနှွေးဤမျက်နှာကလေးမှာပူမူနှွမ်းလျော်သွားလေသည်သူ့ရင်ထဲမှာမြည်များလောက်ပူပင်သောက ဖြစ်နေမည်ကိုကျမသိနေ၏သူ့ကိုယ်လုံးကို ထောက်တည်ထားရသောခြေနှချောင်းမှာပင်မြွတ်ကျလူရောင်ရှိနေပြီထင်သည်နှွေးသည် သူ့ရှေးမှဇပွဲကို အားပြူမိတွေ့ရက်နေ၏ဆန်ရင်စကလေးများမှာနှစ်ဖူးပြင်ထက်ဝဲဖွာကြလျက်ရှိသည် ကပိုကယိုထုံးနောင်ထားသော တပတ်ရှူစတုံးမှတထွာတာတာခန့်ဆက်မြိတ်ကလေးမှလည်းပခုံးစွန်းဝဲပြန့်ကျဲလျက်ရှိ၏ဝင်းညံနေသောအသားရည်နှင့်နာရန်စင်စင်မျက်ခုံးထူးထူးမျက်တောင်ကော့ကော့ကြီးများကလိုက်ဖက်သောအလှများဖြစ်ကြသည်အကယ်၍သာ မျက်လုံးညွညွကြီးများတွင်တောကားရိပ်မတမ်းပဲရှွန်းဆိုနေပါမူဆေးမကူသောနှကန်းထူကလေးများတွင် ပြုံးရိပ်တန်း၍နေပါမူနှွယ်ဤအလှသည် မိမြလောက်จิตတီစင်ကပွင့်လင်းနေပါလိမ့်မည်လေကျမဤရင်မှာပင်ဂယုနာစိမ့်စိမ့်ဖြင့်တတိမ့်တိမ့်လှိုက်ခုံနေရသည်ဆရာဥအောင်ဒီနှုံမှမိတို့အဖြစ်ပေးမိကိုလည်းမဝင်တဝင်နှင့်မင်းတည်ကျင်သောအတန်နေသည်နှွယ်နှွယ်အသက်23နှစ်မြတာရှိသေးရှာသောဆေးမကလေးနှွယ်ကျမနားထဲမှာတော့မင်းညာက ညင့်နဲ့အောင် သူထိုင်ပြောခဲ့သောစကလုံးကလေးများကိုကြားရောက်နေစေရှိပေသည်။နှွဲဖီဖီကညံထက်တယ်၊စိတ်ကူးကောင်းတယ်၊တီထွင်တတ်တယ်၊အလုံနဲ့လက်နဲ့မပြတ်နေရမှပြောတယ်။သူ့ရဲ့အဓိကအလုပ်ကတော့မော်တော်ကားဝက်ရှော့ပါပဲ။ဒါပေမဲ့ရေဒီယိုဓာတ်ဆက်လက်နှိပ်ဆက်စပိန်ပြင်နာတွေလည်းအားလုံးရပါတယ်။မော်တော်ကိုယ်ထည်တွေလည်းပုံစံထွင်ပြီးစောက်တတ်သေးတယ်။ ဖေဖေလှုပ်တဲ့အလုပ်ထဲမှာနှစ်ထပ်မော်တာကြီးတစ်စင်းတောင်ပါသေးတယ်။တပည့်တွေကလည်းခိုင်းသူကိုယ်တိုင်လည်းဝင်လှုပ်တာပဲ။ဒီမော်တော်ကြီးရေချတော့နွေတို့အရက်ကလူတွေဟာဖေဖေကိုတော်တော်နဲ့ချီးမွမ်းလို့မဆုံးနိုင်ကြဘူး။နွေတို့မိသားစုတွေလည်းတိတ်ပြောကြတာပေါ့။မိသားစုဆိုတာလေမြတ်မြတော့မဟုတ်ပါဘူး။မေမေဖေဖေနဲ့နွေရဲ့ညီမလေးတွယ်နဲ့ကြွယ်ရဲ့ဖေဖေအမကြီးကြီးတက်ရဲ့ဒါပဲရှိပါတယ်။ ဒီထဲမှာနှွဲကိုအချစ်ဆုံးကတော့ဖေဖေပါဖေဖေကနှွဲကိုနားလေတယ်ရန်ကုန်ဖြစ်စီဒီပြင်မြို့တစ်မြို့ဖြစ်စီရဲဝဲခီးထွက်တဲ့အခါမျိုးမှာဖေဖေကဘာမှမလဲမီးညီမလေးတွေက သူတို့လိုချင်တာကိုတတိတတန်းကြီးမှားကြတာပဲနှွဲကတော့ဖေဖေဝဲရချမ်းရဒုက္ခများမှာဆိုလို့ဘာမှမမှားပါဘူးဒါပေမဲ့ဖေဖေပြန်လာရင် ူတို့မှားတာတွေဒါအစုံစိမပါတတ်ပေမဲ့တမိကြီးဖို့တမိကြီးဖို့ ਨੇ ຫນွယ်ကြိုက်တတ်တဲ့အစားအစာအသုံးဆောင်တွေကိုဦးစားပေးပြီးဝယ်လာတတ်လွန်လို့သူတမိအကြီးမှချစ်တယ်ပေါ့လေလို့မင်းမင်းနဲ့ညီမလေးများရဲ့အထင်အော့ကိုခံရတတ်သေးတယ်ဒီလိုအခါမျိုးမှာဆိုຫນွယ်ကဝမ်းနဲ့ရပြန်တာပေါ့သူတို့တွေဟာຫນွယ်ကို မချစ်ကြရုံမကဖိဖိချစ်တာကိုတောင်ကြိုက်ပုံမရပါလားလို့တွေးမိတဲ့အားငယ်ရတယ် ဒါပေမဲ့ຫນွေကတော့အားလုံးကိုချစ်တာပဲမို့သူတို့ကြည့်ကြရင် စိတ်မကောင်းဖြစ်မှာဆိုလို့ဝမ်းနဲ့အားငယ်သမ ्या ကိုသူတို့မသိစေရအောင်ကို့ဘာသာတရားအုပ်ထဲကြိတ်မိပြီးခံပါတယ်။ကျောင်းပရက်တွေမှာဆိုရင်လေမိမိနဲ့ညီမလေးတို့ကပြင်ပပြင်လွင်ရှောက်လေခြင်းလဲတယ်။ရုပ်ရှင်ကြည့်ခြင်းကြည့်တယ်။ຫນွေကိုတော့မခေါ်ဘူး။ပြီးဆုံးပြီလို့မရှိတဲ့အိမ်မှုကိစ္စတပုံးတပင်းနဲ့အိမ်မှာကြံနေရရတယ်။ လုံနေကြအလုပ်တွေမို့အိမ်နှင်းမှုလုပ်ရတာကိုနှွယ်မပြင်းပါဘူးကိုအလုပ်တန်ရောစင်နေမို့အပြင်ထွက်ဖို့လည်းအချိန်မပေးနိုင်ပါဘူးဒါပေမဲ့သူတို့ကလိုက်အောင်မလားလို့မေးဖို့မရတာကိုတော့ဝမ်းနေမိတာကြီးပါပဲနှွယ်မှာတော့ဘယ်တော့မှအားချိန်မရှိတတ်တဲ့ဖီဖီကတမိကြီးရေဒီကားတိတ်ကောင်းနေလို့ကြော်နေတာကွတိုးသားဖတခင်နောက်ကြံနေအောင်မယ်ကြည်ကြအောင်ဆိုရဲ့လို့ တမင်လိုက်ပို့ပြီးမှသာရုပ်ရှင်ကိုကြည်ရတာမို့တစ်နှစ်လုံးမှာသုံးခါထက်မပို့တတ်ခဲ့ပါဘူးအခါကြီးရက်ကြီးများမှာကြီးကြီးတက်တဲ့ဥပုပ်အတူလိုက်ဆောင်ကြည့်ရင်တော့နှွဲကအိမ်နှင်းမှုတွေကိုတစ်နေ့စာကြိုတင်လောက်ကင်ပြီးမှလိုက်သွားတက်လေးရှိပါတယ်နှွဲက10နှစ်တမီလောက်ကတည်းကကြီးကြီးတက်အုပ်ချုပ်တဲ့အိမ်နှင်းမှုနဲ့စားတောက်ခွင်မှာကုညီရသူပါနှွဲ15နှစ်လောက်မှာတော့မိဖို့ဆောင်တဲ့အိမ်နှင်းမှုဟာ နှွဲ့လက်နှွဲ့ချီကြီးလိုလိုဖြစ်လာပြီးជីជីတက်ကကုညီယုံကုညီရတဲ့ချင်းမျိုးရောက်သွားပါပြီ။ចောင်းសាကိုလည်းញានထုံထိုင်းတဲ့ຫນွေကဂယူစားပြီးစ조사ရပါသေးတယ်။ဒီတဲကမှကတ်တီးကတ်တက်လူယူရတဲ့အချိန်တို့ကလေးတွေမှာတော့ပြင်ပစာနေစင်းများကိုဖတ်ရှုရပါတယ်။နှွဲ့အတွက်အမျိုးသမီးဂျာနယ်တစ်စောင်နဲ့မဂ္ဂဇင်းနှစ်အုပ်လောက်တော့ဖေဖေကအမြဲတမ်းဝယ်ထားပြီးရှိပါတယ်။အဲ့ဒီစာဖတ်ချိန်ကလေးများကတော့ຫນွေဘဝအတွက် နှစ်သိမ့်ကြီးနေစရာအချိန်ကလေးတွေပါပဲ။ဒါနဲ့တူတူပြောကြစို့ဆိုရင်နွယ်ခဏတန်းအောင်တဲ့နှစ်မှာဖီဖီဟာအစာအိမ်ပေါက်တဲ့ယောဂါနဲ့ကွယ်လွန်သွားပါတယ်။နွယ်ရုမိသားစုထဲမှာနွယ်ကလွဲရင် အကောင်းကြိုက်ပြီးအသုံးဖွာတတ်ကြသူကြီးမို့တိုက်ခန့်အိမ်တစ်လုံးနဲ့ထိုက်တန်တဲ့ပရိဘောဂရီရဲ့လှလှပပဝစ်စင်ပြီးချောင်းချောင်းလေးလေးတုံးနိုင်ကြတာရေကလွဲလို့ပစ္စည်းအထုတ်ထည်လည်းမကြံရစ်ပါဘူး။ဒါပေမဲ့ မိမိဟာအံ့ဩလောက်အောင်တော်တဲ့မိမသားတဦးပါဖိဖိတပည့်ဟောင်းနေတဲ့အတူမော်တော်ကားဝက်ရှော့ကိုသူပဲဦးစီးအုပ်ချုပ်ပြီးဆက်လက်လုပ်ကိုင်ခဲ့ပါတယ်တန်တူတန်ဆအသည်အဖွဲကလေးတွေကစပြီးကားပေါ်ဒီဆက်ပစ္စည်းစတဲ့ကားနဲ့ပတ်သက်သမျှကိုအားလုံးကရောင်စီဝယ်စီမိမိတိပါတယ်စီမံခန့်ခွဲတက်ပါတယ်ဒီတော့ဖိဖိမရှိတော့ငါလာဝင်ဝင်မကောင်းတော့တဲ့အတိုင်းຫນွေတို့မှာလိမ့်လိမ့်လူလူတော့မဖြစ်ရပါဘူး အစိုက်ပြိုးဝါသနာပါတဲ့ကြီးကြီးတက်ကလည်းခြံထွက်ပန်းမှန်းသီးနှံရွံ့ညွန့်တွေကိုအခါတိုင်းထက်တိုးချဲ့စိုက်ပြိုးပြီးအိမ်သုံးစရိတ်ခုသာခံသာရှိအောင်လို့ရောင်းချလာပါတယ်။နှွယ်လဲသမီးကြီးတယောက်အနေနဲ့တာဝန်ရှိသလောက်ရှိနေတာမို့မိမိအလုပ်ရမရောမိမိအလုပ်မရောကြီးကြီးတက်ရဲ့စိုက်ပြိုးခင်းကိုပါအားလက်ချိန်တိုင်းမှာကူညီပေးပါတယ်။ဒီထဲကပဲနှွယ်အတွက်ဘလောက်ရှက်စရာကောင်းလိုက်ပုံကကိုရန်ကိုနှစ်နှစ်လုံးလုံးကြီးဆက်ပြီးကြာရှုံးခဲ့ရတဲ့ရှင်။ ဘလောက်များမိမိကိုအားနာဖို့ကောင်းလိုက်တယ်လဲနော်မုံဆူးမတယောက်အနေနဲ့မိမိလောက်ရတဲ့လှုပ်ရှားကိုຫນွေတလောက်ဖြုံးတီးခဲ့ရတယ်ဆိုတော့မတိသားစိုးဝါလုံးရကြမနေဘူးလားနောက်ပြီးတော့လေຫນွေကတမိအကြီးဆုံးအနေနဲ့ညီမလေးတွေအတွက်နမူနာစံပြဖြစ်စေတင်တာပါအခုတော့အကြီးဆုံးနဲ့အခြားဆုံးဟာမိຫນွေပေါ်လို့ဆွေဆွေမျိုးဆက်ကပီးထိုးရစရာဖြစ်ခဲ့ရပါပြီ နွေဟာကိုကိုကိုအတွက်ရှိုက်ငိုရပေမဲ့ညီမလေးတွေအတွက်ကတော့ဂုံယူဝမ်းတာရပါသေးတယ်။နွေကိုရန်ဒုတိယနှစ်ဖြေတော့နွေကိုမှီလိုက်လာတဲ့တွေနဲ့အတူဖြေရတာပါ။နွေကသာနှစ်နှစ်လုံးလုံးကြီးဆက်ရှုံးနေပေမဲ့ညီမလေးတွေကဖြင့်နှစ်ချင်းပေါအောင်ယုံမကနှစ်ပါးသာဂုံတူးထွက်လာပါသေးတယ်။အငယ်မလေးကျွဲကလည်းခုနှစ်တန်းမှအတန်းပတ်လေဒုတိယချိန်တည်းအာခချစ်စရာကောင်းမလေးတွေပဲ။ ဒီတော့ຫນွေကတတရနှစ်မှာចောင်းဆက်နေတဲ့မနေတဲ့ချင့်ချင်ရပါတယ်။နောက်ဆုံးတော့မိမိကိုအားနာလှပေမဲ့ကိုတန်းမှမအောင်သေးရင်အလုတ်ရဖို့မလွယ်တာမို့ဒီတစ်နှစ်အဖြစ်ဆက်နေပါအောင်မယ်လို့စွန့်မိတ်ဆုံးဖြတ်ရပြန်တာပေါ့။ ဖို့အိမ်တွင်းမှာချီချီတက်တဲ့မိမိရောညီမလေးများရောကြိုက်တဲ့ဓာကလေးတွေစားရအောင်မကုံတဲ့နာတွေလည်းမကုံရအောင် စီမံချက်ပြုတ်လို့ရော်ဟဲဖို့ဟဲတင်းဟဲတိုက်ဟဲနဲ့တဏီကုံသွားတတ်ပေမဲ့နှွဲအဖို့မှာ အမောမဖြေအားနိုင်ခဲ့ပါဘူးတခါတလေတနက်ခါကိုလမ်းလျှောက်ရင်းပုတ်ပြီးညချောင်းကိုဆက်တက်ရပါတယ်ညချောင်းဆင်းတော့လေဒီနှစ်မှဆောင်းပွဲအောင်ရင် မဖြစ်တော့ဘူးဆိုတဲ့စိတ်စောနဲ့ ။တကောင်ချင်းအောင် စာရီကြက်မက်ရပြန်ပါတယ်။တကောင်ထက်တော့ပိုနေလို့မဖြစ်ပါဘူး။နနက်9နာရီမတိုင်မီထားပြီးအိမ်လုံးနဲ့တန်တရာတစ်ပတ်လဲရအောင်မှမို့ပါ။အပြင်းနိုင်လာတဲ့ຫນွေဟာနှစ်စာကလေးကဒီလောက်ကြိုးစားနိုင်လုံလို့သာ ကိုရန်းကိုအောင်လာခဲ့ပါတယ်။တော်လိုက်တဲ့ညီမလေးတွေဆိုတာတော့ဆယ်တန်းကို ယူပပေရဂုံတူးနဲ့အောင်ပြန်လာပါပဲကျွယ်တယောက်လဲရှစ်တန်းအောင်လို့ကိုးတန်းရောက်လာပါပြီ ဒီတော့ညီမလေးတွေကိုတက်ကတူပို့ရမှာအထောက်အကူဖြစ်ပါစေတော့လို့ຫນွေအလောက်ရှာရပါတယ်။ကံအားလျော်စွာပဲဆိုပါစို့။ចောင်းဖွင့်ရမတိုင်မီပဲပါလာကယုံမှာຫນွေအလောက်ရပါတယ်။ຫນွေရတဲ့အောက်တန်းစီရီလာခါကိုကို့အတွက်မုံဘိုးတလား15ချက်ချမ်းပြီးအားလုံးကမမိလက်ထဲထည့်ပေးနိုင်တော့မှလည်းအသက်ဖြောင်ဖြောင်ရှူနိုင်သွားပါတယ်။အိမ်မှုကိစ္စချက်ရေးပြုတ်ရေးတွေကိုအခါတိုင်းထပ်ကြိုးစောထားလုပ်ပြီး ကို့အတွက်ထမင်းကိုဂျိုင်ကလေးနဲ့ထည့်ယူရေကိုကမန်းကနန်းချိုးတနခါကိုမှန်မကြည့်ပဲပို့တနခါမချောက်မီ အိမ်ကထွက်တဲ့အခါထွက်သပင်ကိုလမ်းလျှောက်ရင်းမှဖဲပြားနဲ့ခြီလို့ခြီရပင်မဲ့နှွေးမကြီးပါဘူးအကြီးဆုံးသမီးတယောက်အနေနဲ့ဒီလောက်တော့လေလှုပ်တင်ပြတာပေါ့နောက်ပြီးမနက်ပိုင်းမှသာဒီလိုကတိကြီးဖြစ်ရတတ်ပေမဲ့ညပိုင်းကျတော့လေနားချိန်အားချိန်ရပေသားပဲရှင်ညပိုင်းမှာအိယာစောစောဝင်းပြီး ို့မုံဖိုးတွေကဝဲထားတဲ့မဂဇင်းစာအုပ်လေးတွေဖတ်ရပြီးဆိုမှဖြင့်နှွေအတွက်ကျင်းနေလောက်တဲ့စီးစိမ်ဒုက္ခလို့ခေါ်နိုင်ကောင်းပါပြီ။ဒါပေမဲ့ဒါပေမဲ့နှွေဘဝလေးမှာကြည်ကျင်းနဲ့နဲ့နေလို့မှတနည်းမပြည့်သေးပါဘူး။ကံကြမ္မာရိုင်းဟာဆိုင်းမစင်ဘုံမစင်နဲ့ဝင်လာလိုက်တာနှွေအတွက်စောက်တီးရမရတော့ပါဘူးရှင်။နှွေကိုနှွေအိမ်မိသားစုကတမူထူးခြားလာတယ်လို့ပြောကြပါတယ်။ ဖေဖေဆုံးပြီးတဲ့နောက်မှာជីជីသက်ကမင်းမင်းနဲ့တခန်းနဲ့သွားအိပ်ပါတယ်ຫນွေတို့ညီမ3ယောက်ကအစကတည်းကတခန်းနဲ့အိတ်ခဲ့တာပါ အခုညီမလေးတွေတက္ကသိုလ်ရောက်သွားတော့ຫນွေနဲ့ကျွဲပဲတခန်းနဲ့ကြံနေရခဲ့တာပေါ့ဒါပေမဲ့ຫນွေကတယောက်တည်းပဲတခန်းနဲ့နေချင်တယ်လို့ပြုံးစားကြီးအတင်းကျပ်ပြောလာတော့အားလုံးပဲစိတ်မကျေနပ်ဖြစ်ကြတယ်ជីជីတက်ကဒီမင်းကလေးဟာတသက်လုံးကညီမချင်းအတူနေလာပြီး အခုမှခွဲထွက်တာရိုးမှရိုးပါမလားကြီးစားနဲ့အချင်းအချက်များရှိနေသလားမစုံနိုင်ဘူးကြွဲ့ကိုသူ့အမေစီပို့ပြီးငါအရင်ကလိုနောက်ဖေးဆောင်မှာသွားအိမ်မယ်ညီးပဲစိတ်တိုင်းကြနေတော်မူတဲ့မိမိကလည်းယောက်ျားမရှိလို့မိန်းမတွေကြီးနေရတဲ့အိမ်မှာဟိုဆောင်တယောက်ဒီအဆောင်တယောက်ခွဲအိတ်လို့မတော်ပါဘူးမိညွယ်မိမိနဲ့လာအိမ်ရင်ကြွယ်နဲ့ကြီးကြီးသက်အိမ်မှာပေါ်လို့ပြောသေးတယ်ຫນွယ်ကဟင်းအင်း တယောက်တည်းဆိုတယောက်တည်းပဲအိမ်မယ်။နာခွေးဆောင်မှာအိယအိယမိနွယ်သွားအိမ်မယ်ဆိုတော့သူတို့အားလုံးမိနွယ်ကိုမြတ်ကြတာပေါ့။နောက်ဆုံးတော့မမေကအခန်းချင်းလဲပြီးသူတို့ရဲ့နှစ်ယောက်ခန်းကိုနွယ်ကိုပေးပါတယ်။နွယ်တို့နေတဲ့သုံးယောက်ခန်းမှာတော့သူတို့သုံးယောက်ပြောင်းနေကြတာပေါ့။ဒီလိုပြောင်းရရွှေရနဲ့အလုရှုပ်ကြတော့နွယ်ကိုအလကားဒိတ်ပဲမရှိကြောင်ရမလားလို့စူနေကြတာပဲ။ဒီထဲပြဿနာပိုးတက်လာတာကຫນွေຈောင်းပိတ်လို့ ်တွယ်ပြန်ရောက်လာတာကြောင့်ပါတကယ်ဆိုတော့မိတွယ်ကိုနှွဲ့အခန်းမှာအိတ်စီလိုက်ရင်ပြီးတာပါနှွဲ့ကနှွဲ့အခန်းကိုဘယ်သူမှမလာရဘူးလို့ဘူးကင်ထားတာကြောင့်သာជីជីတက်တဲ့တွယ်ဟာခက်ကြကြောက်နေပဲအောက်ထက်တိုက်ခန်းဆင်းအိတ်ရတာပါဒီတော့လေညအိတ်ရဝင်ချိန်တိုင်းမှာជីជីတက်ကမိနှွယ်ကိုပြစ်တော့ပြစ်တော့လှုပ်တာပေါ့နောက်ပြီးစားရဲတောက်ရင်းနဲ့ပတ်သက်လို့လဲမိနှွယ်မိဖို့ဆောင်ကိုတာဝန်မယူနိုင်တော့ဘူးမိနှွယ်ပြင်းမှန်းလှပြီ ជីជីတဲ့ပဲဒီတာဝန်ကိုလုံးလုံးပြန်ယူပါစိုက်ပျိုးခင်းမယ်မိနွယ်လို့တော့မယ်လို့စို့အတင်းစီစဉ်ပြစ်လိုက်ပါသေးတယ်ဒီလိုနဲ့ជីជីတဲ့ကချက်မှုပြုတ်မှုတာဝန်ယူတဲ့တိုင်အောင်လဲနွယ်ကဖြောင်းဖြောင်းမစားမိသေးပါဘူးနနက်စာရောညစာပါကြိုက်နဲ့ထည့်ယူအခန်းတကားပေးပြီးတယောက်တည်းတတ်တတ်စားပါတယ်အလောက်ခွင်မှလည်းအမမအရင်ရင်ဖြစ်ပြီးစိတ်ညစ်လာရင် မလုပ်ချင်တော့ဘူးဆိုပြီးခွင့်ယူပြန်လာခဲ့မိတတ်ပါတယ်။အိမ်ရောက်တော့လည်း ခန်းတကာပိတ်ပြီးအိတ်နေလိုက်တာပဲဒီတော့လေမေမေနဲ့ជីជីတက်ကຫນွေကိုສູ່ကြပြန်တာပဲဘလားဟုတ်ပဲສູ່ສູ່ຫນွေကလည်းအ Ciò မပြီးပဲတင်းခံနေပါတယ်တက်တက်လုံးကကို့အလိုထက်သူ့များအလိုကိုဦးစားပေးလိုက်ရောခဲ့တဲ့မိຫນွေဟာအခုမှဘာလို့ဒီလိုအကြက်ကင်ကြီးရတယ်လဲဆိုတာကိုတော့သူတို့မသိကြလေဘူးမိຫນွေကတော့အခန်းတကာလုံလုံပိတ်ပြီးတယောက်တည်းရှိနေတော့မှစိတ်ငိုရတာဟာနေတိုင်းမှာ ဒီတော့လေအခန်းတကားတစ်ချက်ပိတ်လိုက်တာဟာမိညွယ်နဲ့မိသားစုအားလုံးကိုတဘဝစီခြားနာပေးလိုက်တဲ့အမတ်သားတစ်ခုဆိုတာလေမိညွယ်တယောက်တည်းသာသိနေရတဲ့အသည့်ပါຫນွယ်အဖြစ်ကိုຫນွယ်ဘယ်လိုပြောရမလဲဘသူကို ပြောဝင်ပါတော့မလဲရင်ထဲမှာနေရှိသမျှတရီရီလောင်ကျွမ်းပူဆွေးနေရတော့တာပါပဲຫນွယ်မပြောနိုင်တော့ပါဘူးຫນွယ်မပြုံးနိုင်တော့ပါဘူးအဲ့ဒီလို6666ရီဖြစ်လာတော့မှလေຫນွယ်ဟာ ငယ်စဉ်တုန်းကမိုင်မားခဲ့မိတာတွေကိုတရေရင်နဲ့တွေးပြီးနောင်တရလာပါတော့တယ်။နှွယ်က9နှစ်၊တွယ်က9နှစ်၊ကျွယ်လေးက6နှစ်လောက်ရှိကြသေးစင်ကပေါ့။သူ့မှာရှိတဲ့ငွေလေး100ကျော်လောက်ကိုအတိုးနဲ့ချေးထားတတ်တဲ့ကြီးကြီးတက်ကနှွယ်ချောင်းပရက်တိုင်းမှာလို့လို့ကန်နာပိုင်းစီအကျွေးတောင်လှုပ်လေရှိပါရဲ့။ဒီလိုသွားရတိုင်းမှာနှွယ်ဟာတယောက်တည်းသွားလို့မရှိပါဘူး။ ွေရောကြွယ်ပါမရအရာချုံမော့ခေါ်ဆောင်သွားလိရှိပါတယ်။နှွဲတို့ဖြတ်သွားရတဲ့ကန္နာပိုင်းတနေရာမှာတော့ဦးစောမောင်ဆိုတဲ့လူကြီးတယောက်ရဲ့အိမ်ကလေးရှိပါတယ်။အဲ့ဒီဦးစောမောင်ကြီးကကိုမကောင်းရှာပါဘူး။သူ့မျက်နှာကြီးဟာ ပွားရောင်းပြီးအပိမ့်အပိမ့်တွေဖြစ်နေပါတယ်။အထူးသဖြင့်နှာခေါင်းနဲ့နရွက်ကြီးတွေနှာခမ်းကြီးတွေဟာ ထူးထူးတွဲတွဲကြီးဖြစ်နေပါတယ်။ခြေထောက်မှာလည်းအနာရီဖြစ်နေဟန်တူပါရဲ့။ အညူယောင်ကမ်ဘတ်ဖနက်အစုပ်ကြီးကိုစီးထားပြီးလမ်းသွားတဲ့အခါကွာတာကွာတာသွားပါတယ်။ဒါပေမဲ့ဦးစောမောင်ကြီးမှာမိန်းမလည်းရှိပါတယ်။ကလေးနှစ်ယောက်လည်းရှိပါတယ်။တားအကြီးကလေးကကန္နာစိတ်မှာစားအုပ်တွေလက်ပွေရောင်းပါတယ်။တားငယ်ကလေးကတော့ຫນွေညီမထွေးကျွဲတို့လောက်ရှိပါသေးတယ်။ຫນွေတို့ညီမ၃ယောက် တန်းနာပိုင်းကျွေးသွားတောင်းရတဲ့အခါအဲ့ဒီအိမ်ရှိရောက်လူနီးတိုင်းမှာຫນွေကဥဆောင်ပြီးအနုကြီးဟေးယွန်းစရာကြီးဟေးထွီးထွားအော့ပြေးကြပြေးကြလို့ဩပါတယ်ညီမလေးနှစ်ယောက်ကလည်းຫນွေဩသလိုပဲလိုက်ဩပြီးပြေးကြလေးရှိပါတယ်တခါတလေຫນွေတို့လာတာနဲ့ဥစောမောင်ကြီးအိမ်ရှိထွက်နေတာနဲ့စုံမိရင်ဥစောမောင်ကြီးဟာຫນွေတို့ကိုလှမ်းမြင်တာနဲ့သူ့အိမ်ကလေးတက်ကိုတောက်ခနဲ့ဝင်ပြေးသွားတတ်ပါတယ် တခါတော့ຫນွေတို့ကိုမြင်လို့တကြီးတရိုင်နဲ့သူ့အိမ်ထဲဝင်ဝင်ပြေးတဲ့ဦးစောမောင်ကြီးဟာအိမ်ရှိကဘူးစင်တိုင်းနဲ့တိုက်မိပြီးမှောက်ရက်သားလဲသွားလို့သူ့မိမကပြေးထူတွဲပြီးခေါ်သွားတာတွေ့ရပါတယ်။ຫນွေတို့ညီမတွေကလည်းအ누ကြီးလဲပြီးဟေးလို့အော်မိအောင်အော်လိုက်ကြပါသေးတယ်။ဦးစောမောင်ကြီးနဲ့မတွေ့လို့ဦးစောမောင်ကြီးရဲ့သားအငယ်လေးနဲ့တွေ့ရင်လဲຫນွေတို့ကအလွတ်ပေးလို့မရှိပါဘူး။အ누ကြီးသားလေးဟေးအ누ကြီးသားလေးဟေးလို့ ညီမတွေလက်ညှိုးထိုးပြီးတံပြိုင်អော်ကြရင်កောင်းကလေးဟာអងូပြီးចាញ់យីប៉លីយោနောက်တော့ឧសោមောင်ကြီးទេទွားပြီးလို့ទីយាប៉ដែរ10နှစ်ចော်လောက်ရှိလာတော့လဲဒီចောင်းကိုនွယ်រို့លုံးလုံးទិរីមិនយារတော့បាប៊ូដាប៉ិមេអခုတော့ဒီအဖြစ်ဟောင်းလေးဟာနှွဲ့ကိုနေ့တိုင်းညတိုင်းစူးစူးဝါးဝါးခြောက်လှန်နေပါပြီအခန်းထဲမှာတယောက်တည်းတကားအလုံးပိတ်ပြီးအင်ကြီးချွတ်မှန်နေကြည်လိုက်ရင် နှဲ့နောက်ကျောင်းနဲ့လက်ပြင်ညွှန်မှာအဖြူခွက်တွေအထင်းသားပေါ်လို့နေပါတယ်။နှဲ့အသားကအသားဝါအသားဝင်းမှာဒီအပေါ်မှာအဖြူခွက်တွေအပြောက်ထင်နေတာကတနေ့တည်းတနေ့တိုးလို့သာထင်ရှားလာပါပြီ။တနေ့သောအခါမှာနှဲ့ဟာဥသောမောင်ကြီးလို အောင်မလီဒီလို တွေးမိယုံနဲ့နှဲ့ရင်တွေတုံရကြီးရဲ့ရှင်။နှဲ့နှလုံးသားတွေမှာမင်းငွေ့ငွေ့နဲ့များလောင်မြိုက်ကုန်ကြလိမ့်ပြီလား။ နွယ်ချစ်လာတဲ့ညီမလေးတွေနဲ့မိမေတို့အကြီးကြီးတက်တို့ဟာအကြောင်းမသိကြလေတော့အခုချိန်မှာနွယ်ကိုစည်းစားကြောင်းရမလားလို့ညွန်ညင်ယုံမဲ့ညွန်ညင်ကြသေးတယ်။တော်တော်ကြာရင်တော့ယွန်ကြကြောက်ကြမုန်းကြပြီးရောမယ်။နွယ်ချစ်တဲ့မိသားစုနဲ့ညီမလေးတွေရဲ့တလူလူဝေးနေတဲ့အညွန့်လေးတွေကို နွယ်ကိုယ်တိုင်မှုချိုးမြင့်ချိုးချိုးပြစ်တလို့ဖြစ်လာရတဲ့ကံကြမ္မာဆိုးအတွက်အသေးဆက်ဆက်နာမိလိုက်ပါရဲ့။ကိုအလှရောက်တော့မှ မိနွယ်မှာအယူမီဝိုင်းဖြစ်နေရပါပြီ။နွယ်ဘယ်လိုလုပ်ရမလဲ။နွယ်ဘယ်ကိုပြေးရမလဲ။ဘယ်ကိုဟိုဘယ်ပြေးပြေးဒီကိုနဲ့ဒီခန္ဓာကဒုက္ခပေးတော်မယ်။အကောင်းဆုံးနိလန်ကတော့ဒီဘဝကျိုးကိုထားရခဲ့ပြီးဘဝတည်ကူးလိုက်ဖို့ပါပဲ။ဟုတ်ပြီ။ဒီလိုဆိုရင်ဘယ်နည်းနဲ့တည်မလဲ။အစိတ်တောက်ခြင်းတောက်မြစ်ထဲခုန်ချခြင်းခုန်ချအပူတဲမှကိစ္စတုံးရောပေါ့အင်းလေဒါတောင်မှဒါတောင်မှသူတို့ သူတို့နှဲ့အလောင်းကို gain တွေကြပြင်ဆင်ကြအောင်မလားမသိဘူးဒီလိုဆိုရင်နှွယ်ပါလို့တည်တယ်ဆိုတာသိကုန်ကြတော့မယ်တည်ပြီးတဲ့နောက်မှာတော့အလောင်းကနေပြီးမိသားစုကိုအဆက်ခွဲအောင်မဲ့ဒုက္ခပေးအောင်မဲ့မိနှွယ်ရဲ့ဘဝဆိုပါလားအော်တည်ပြီးအလောင်းကိုပါအစဖြောက်ချင်ရင်လဲရတာပေါ့တကိုယ်လုံးကိုဓာတ်စီလာမီမိနဲ့ရှုတ်ကိစ္စတုံးတကြိုးပြီးဖြစ်ကြရောဒါလဲလွယ်တော့မလွယ်ဘူး ကို့အခန်းထဲမှာဆိုမတော်တဆအိမ်ငူပါမီးကူးဆတ်သွားမှဖြင့်ကြံရည်သူတွေမွဲပြာကြဒုက္ခရအောင်မယ်အကြံမအောင်မီ လူတိသွားရင်လည်းတဒုက္ခလွတ်လွတ်ကင်းကင်းတနေရမှာဆိုရင်ကောင်းလီရဲ့ဘယ်နေရာမှာလောက်ရမလဲဘယ်အချိန်မှာလောက်ရမလဲတည်တော့တည်ရမှာပဲတနေ့နေ့တစ်ချိန်ချိန်မှာတော့တည်ဖြစ်အောင်တည်ရတော့မှာပဲနှွဲ့အနေနဲ့အဲ့ဒီလောက်စိတ်ဒုက္ခရောက်နေစဲမှာမမမဆင်ရည်တဲ့ ဝိတုဆောင်းမတွေကိုတွေ့ရပါတယ်ဒီတော့မှ စိတ်တော့ကတဝက်လောက်တက်တာသွားပြီနွယ်ဘဝအတွက်အားကိုးစရာရှိနေသေးပါရောလားဆိုတဲ့အသည့်နဲ့မမစိန်စီကို အခုလိုဆက်သွယ်လာခဲ့ရတာပါပဲ။ ွယ်နဲ့သူ့ကြီးကြီးတက်တို့ရောက်လာကြသည်မှာမနေညနေကဖြစ်သည်လွန်ခဲ့တဲ့15ရက်ခန့်ကနွယ်သည်ရှူမဝါတိုက်မှတစဉ်ကျမထံစာတစောင်ရေးခဲ့၏ជីမုံသတင်းစာရှူမဝါမဂ္ဂဇင်းနှင့်အတွင်းနှင့်အရေးစာအုပ်များတွင်မတ်စိန်စိန်ရေးခဲ့သောဝိတ္ထုဆောင်မများအရာမမစိန်စိန်တွင်အနာကြီးရောဂါဖြစ်ခဲ့ကြောင်း ယခုအခါယောဂါပိုမရှိတော့ပါဟုသောဆရာဝန်ဆုံးဖြတ်ချက်ကိုအတင်းချင်းစစ်ဆေးရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။နွေမှာလေယခုအချိန်တွင်ယောဂါစတင်ရရှိလာ၍တက်တည်ရန်အထိစိတ်ကူးကြံစီမိရပါသည်နှွေအားဤဝိဒုက္ခမှလွတ်မြောက်ရလန်းကိုညွန်ပြပေးပါဟု၍ဖြစ်ပေသည် ကျမကလည်းချက်ချင်းပင်စာပြန်ရေးခဲ့၏ 15နှစ်လုံးလုံးယောဂခံစားခဲ့ရသောမမစိန်မင်းဤယောဂမှာလွတ်မြောက်လာခဲ့သည်လျင်ညီမဤယောဂမှာလုံးဝစိုးရိမ်ဖွယ်မဟုတ်ကြောင်းအနည်းဆုံးသောကိုယ်ရည်ယောဂအထူးကုစီပီခန်းတွင်ပြသပြီးကုသတင်ကြောင်းယခုအခါအနာကြီးယောဂတိုက်ဖြည့်ရေးဌာနမှအခမဲ့ကုသပေးနေသည်မှာအထူးအားထားရကြောင်းများဖြစ်ပေသည်သို့တော်ຫນွေသည်ကျမညွန့်တော်လန်းကို ဖြောင်းဖြောင်းတန်းတန်းမလိုက်ခဲ့ပေຫນွေဟာ ်မိသားစုထဲမှာကံအခီဆုံးမှာမမစင်အခုနွဲ့အဖြစ်ကိုမိသားစုထဲမှာတောင်အသိမပေးရပါဘူးနောက်ပြီးနွဲ့ဟာအလုတ္တမားတယောက်မို့နွဲ့အလုဌာနာကတိသွားမှလဲဆိုပါတယ်ဘာပဲဖြစ်ဖြစ်မမစင်နဲ့ပဲတွေ့ချင်ပါတယ်မမစင်စင်စီကိုပဲလာပြရစီဟူ၍သာထပ်မံပြန်ကြခဲ့ပြန်သည်ကျမနားလည်နိုင်ပါသည် အနာကြီးယောဂာနှင့်ပတ်သက်လျင်မပွင့်လင်းနိုင်ရကြသောအယူဆွဲနေသည့်အစဉ်လာကို မလွန်ဆန်နိုင်သည့်တာတကားပင်ဖြစ်ပါ၏တကယ်ဆိုတော့ယင်းဤခေတ်တွင်အနာကြီးယောဂာဖြစ်တိုင်းအလုတ်ထွက်ရန်မလိုချောင်းထွက်ရန်မလိုတနေ့တပြားဆင်းမမှန်စားနေုံနဲ့ယောဂာပျောက်သွားမည်ဖြစ်ကြောင်းသာအတိတရားရှိထားဖို့လိုပေသည်မိတို့ပင်ဖြစ်စီနောက်ဆုံးတော့ကျမကပင်သူ့သဘောကိုလိုက်ယောဂာ လာခဲ့ပြီးတော့ဟူဆိုသည်နှင့်ခွင့်သုံးရက်ယူပြီးသူကြီးကြီးတက်နှင့်အတူ ရောက်လာခဲ့ခြင်းဖြစ်သည်။ရောက်သည့်ညတွင်နှွဲကားကျမအားဖြစ်ချောင်းကုံစင်ပြောပြနေတော့မှလဲသူကြီးကြီးတက်မှာတူမချောဤဖြစ်အင်ကိုသိရှိသွားကရှိုင်ကိုရှာတော်သည်။အစကတော့နှွဲဤထူးခြားသော အပြုမှုများအတွက်စိတ်ဒဇဝေဒနာအစပြုလာခြင်းဟုတအိမ်သားလုံးကထင်မှတ်နေကြသည်ဟုဆိုသည်။ ယခုလဲစာရေးဆရာမဒေါ်စိန်စိန်နဲ့တွေ့ဆုံရင်တာယာဝတီသွားမီကြီးကြီးတက်ကိုအဖော်ထဲပါမထဲ့လင်းလဲတယောက်ထဲဖြစ်တည်နည်းနဲ့သွားမီဆို၍သာဘူမတိဘာမတိလိုက်လာရကြောင်းပြောပြသည်ကျမလဲအဘိစကားဆိုရ၏ကဲကြီးကြီးရေအခုကျမနဲ့တွေ့ရမှာတော့နှွေအတွက်စိတ်ပူစရာမရှိတော့ပါဘူးမနှက်ဖြံမှာ အနာကြီးတိုက်ဖြက်ရေးကအင်စပက်တာဦးအောင်တင်နဲ့တွေ့ပေးဖို့စီစဉ်ပြီးသားပါ ဆေးကုသဖို့အတွက်အကောင်းဆုံးနည်းလမ်းကိုညွှန်ကြားပါလိမ့်မယ်။ကျမလည်းဟိုတုန်းကတော့တရားမဲမစင်မချင်းအကြောက်လွန်တာတွေရှိခဲ့ပူပါတယ်။အခုတော့အမြင်မှန်ရလာခဲ့ပါပြီ။တွေးတူယောဂအစာအိမ်ယောဂငှက်ပြကင်းစာအဆုတ်နာတို့ဟာယောဂတစ်ခုဖြစ်တယ်လို့အနာကြီးယောဂဆိုတာဟာလည်းယောဂတစ်ခုပဲမို့ယောဂဖြစ်လာရင်ဆေးကုသမှုခံယူရမယ်။ဒီလမ်းစဉ်သာမှန်ကန်ဖြောင့်တန်းတဲ့လမ်းစဉ်ဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်တာလည်းမဟုတ်ဇာရိတ်တပြက်ပြရတာလည်းမဟုတ်ဘဲနဲ့တရားလွန်ရှက်ကြောက်ဖုံးကွယ်နေရသမျှတွေဟာလမ်းကွေလမ်းကောက်တွေအနှရပေးမဲ့အမားယွင်းနေကြီးပါပဲအသက်တချောင်းကိုတန်ဖိုးမထရကြလွန်ပါတယ်ကျမတို့အခုချိန်မှာစီပီကန်သွားတဲ့နေ့ဆိုရင်တက်ဆွမ်းသမျှကောင်းကောင်းတန်းတန်းနဲ့ဝစ်ဆင်သွားပါရယ်။လမ်းမှာအတိတွေတွေ့ရင်ကျမကိုဘယ်သွားမလဲမေးပါစီ အောက်မိနေပါရယ်။မေးကြပြီဆိုရင်လည်း ဟုတ်ကဲ့ကျမကိုရီယောဂပြီးစည်းကမ်းကိုတွားပြီးစစ်စစ်မလို့ပါလို့ရဲရဲရင်ရင်ဖြေပါတယ်။ဘယ်နဲ့လဲစစ်စစ်တာအောင်မြင်ရလားလို့ဆက်မင်းရင်လဲကျမအလွန်သဘောကျပါတယ်။ဟုတ်ကဲ့အောင်မြင်ပါတယ်လို့ဖြေရတာကိုတပားသူများဒီလမ်းစဉ်လိုက်လာအောင် နမူနာပြရတယ်လို့ဝမ်းသာမိပါတယ်။ညီမနွယ်နဲ့ជីကြီးလဲစိတ်အေးအေးထားပြီးတော့ဒါအိတ်ကြပါတော့။နက်နက်လင်းတော့ជីကြီးသက်သည် အစောကြီးထားကဖျားရှိခိုးနေ သူ့တူမအတွက် စွမုံကောင်တောင်းနေမိကိုပြောစရာမလိုပါနွေကတော့စီပီခန်းသွားရင်စိတ်ဆောနေ၍တညာလုံးကောင်းကားအိတ်မပြောပါဟုဆို၏။ယခုအင်စပက်တာဦးအောင်ဒီရှင်းမောက်တို့ရောက်နေသောအခါနွေကိုကလေးမှာတုံရင်၍နေရှာသည်။ဦးအောင်ဒင်းကနွေပြောပြသောအဖြူခွက်များကိုကြည့်ရှုရန်ကျမနှင့်နွေကိုစမ်းသက်ခန်းသို့ခေါ်သွားသည်။နွေကအင်ကြီးချွတ်ကထမင်းရင်ရှားကလေးနှင့်ယက်နေ၏။သူ့ကြောနှင့်လက်ပြင်များတွင် အဖြူရောင်အကွက်ငယ်များမှာတော်တော်များများရှိနေသည်။ဆရာဦးအောင်ဒင်းကပြုံးလိုက်၏။ပြီးတော့အတချောင်းယူကအကွက်ငယ်များကိုထောက်ကြည့်သည်။အပူအအေးစမ်းကြည့်သည်။ပြီးတော့အတန်ထွက်အောင်ပင်ရေလိုက်၏။ခမည်းဥစ္စာဘာမှမဟုတ်ဘူးဗျ။နှင်းကွက်ကလေးတွေပါ။ရှင်းရှင်းအဟုတ်ပဲလားဆရာ။တေချာရလားဆရာရဲ့။ຫນွယ်ດີမျက်နာကလေးဝင်းသွားကရှိုင်မောတန်ကလေးနှင်းပြန်မေးရှာ၏ စိတ်ချပါဗျာကျွန်တော်တို့ကမြင်ယုံနဲ့သိနိုင်ပါတယ်ဈေးကူဖို့လိုရင်ပြောမှာပေါ့အခုဟာကနှင်းကွက်လေးတွေပါအိုးအိုးຫນွေဘာပြောရမယ်မသိတော့ပါဘူးဆရာကူရောမမဆင်ကူရောမတင်မချင်းချေးစုတင်ပါတယ်ရှင်တကယ်တော့မိຫນွေဟာတေရင်းကလွတ်လာခဲ့တာပါမမဆင်ဆင်စာရီတာမဖတ်မြင်ဒီဟိုတာမလာဖြစ်ရင်ຫນွေဟာကိုဆုံးဖြတ်ချက်နဲ့ကိုအသေးစိုးနဲ့တေတော့မလို့ပါ ဒါဟာຫນွေငငယ်ကဝစီကံတွေကျူးလွန်ခဲ့လို့ဝတ်ခံရတာဖြစ်မှာပါပဲအခုတော့ဝေဒနာရှင်တွေပေါ်မှာຫນွေအများကြီးကိုချင်းစာတက်လာပါပြီຫນွေစိတ်ထဲမှာတတိရတဲ့အခါတိုင်းဝေဒနာခံစားနေရသူတွေကိုຫນွေမြတ်တာပို့ပါမယ်မမစိန်တနစ်ခွဲလုံးလုံးစီစင်းရဲခဲ့ရသမျှဟာຫນွေအတွက်တော့သင်ကန်းစာပါပဲຫນွေကြီးပြောရင်းနဲ့မျက်ရည်တွေတွေစီးကြကအင်းကြီးကိုပြန်ဝင်နေသည်ပြီးတော့ ဆရာဦးအောင်ဒင်းနဲ့ညီမကိုဦးချနေပြန်၏နှွေရဲ့ညီမလေးရဲ့ညီမကနှွေအားလက်ကန်းထူကထရက်စီလိုက်သည် မျက်ရည်လဲလဲနှင့်ပြုံးနေသောနှွေမျက်နှာကလေးမှာပြေဝသောအလှတွေစုဝေး၍နေပါ၏နားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်